It is a great pleasure for me as well to meet you. အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့တရုတ်သမ္မတရှီကျင်းဖင်တို့ဟာနိုင်ငံကုံတွဲစစ်ကိုအဆုံးသတ်ပေးနိုင်မဲ့တဘောတူညီချက်ရဖို့အတွက်ဒီကနေ့မှာတောင်ကိုရီးယားနိုင်ငံဘူဆန်မြို့ကဂင်ဖေးနိုင်ငံတကာလေဆိပ်မှတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။2019ခုနှစ်နောက်ပိုင်းသူတို့နှစ်ဦးရဲ့ပထမဆုံးအကြိမ်လူချင်းတွေ့ဆုံမှုဟာနိုင်ငံကြောင်ကုံတွဲရေးဆိုင်ရာတင်းမာမှုတွေကိုဖြေလျှော့ဖို့ရည်ရွယ်ထားပါတယ်။ တရုတ်သမ္မတရှီကျင်းဖြင့်နဲ့ဆွေးနွေးတွေ့ဆုံမှုအပြီးမှာတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အာရှခီးစင်လဲအဆုံးသတ်ပြီးတောင်ကိုရီးယားကနေထွက်ခွာသွားမှာဖြစ်ပါတယ်။တရုတ်အစိုးရပိုင်း CCTV တင်းဌာနကတော့ဆွေးနွေးမှုတွေဟာတနာရီနဲ့မိနစ်40အကြာမှာပြီးဆုံးခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။အဲ့ဒီတကားပိတ်အစည်းအဝေးရဲ့ရလဒ်တွေသဘောတူညီချက်တွေကိုတော့မသိရသေးပါဘူး။ အစည်းအဝေးကြာချိန်ဟာမူလခန့်မှန်းထားတာထက်ပိုမိုရှည်လျားခဲ့ပါတယ်။သူတို့နှစ်ဦးတွေ့ဆုံခဲ့ကြတယ်။လေစိတ်ခမ်းမဆောင်ရှေးမှာသတင်းထုတ်တွေကစောင့်ဆိုင်နေပေမဲ့နှစ်ဖက်စလုံးကအစည်းအဝေးနဲ့ပတ်သက်ပြီးတခုခုထုတ်ပြန်တာမျိုးမရှိခဲ့ပါဘူး။ထရန်ဟောင်းမလေးရှားဂျပန်နဲ့တောင်ကိုရီးယားတို့ကိုတွားရောက်ခဲ့တဲ့သူ့ရဲ့၅ရက်တာအာရှခီစီယန်တော်တွင်ရှီနဲ့တွေ့ဆုံခဲ့တာပါ။ရှိကတော့တောင်ကိုရီးယားကို၁၇နှစ်အတွင်းပထမဆုံးအချိန်ခြေချလာတာဖြစ်ပါတယ်။ရှီရဲ့ခီးစဉ်တချောင်းတရုတ်ဆန့်ကျင်ရေးဆန္ဒပြမှုတွေဖြစ်မလာအောင်တောင်ကိုရီးယားအာဏာပိုင်တွေကလုံခြုံ ထုံရေးကိုအထူးတင်းကျပ်စီမံထားခဲ့ပါတယ်။ Trinet Shiro ရဲ့တွေ့ဆုံမှုမှာတော့မြေရှောင်းတပ်တုတွေကုံတွယ်ရောင်းဝယ်ရေးတရုတ်ပိုင်လူမှုကွန်ရက်မီဒီယာဖြစ်တဲ့ TikTok ရဲ့ American လုပ်ငန်းခွဲကို American စီလက်လွယ်ရောင်းချရေးနဲ့တရုတ်ကုံတွယ်စီးပွားရေးဆိုင်ရာအကြောင်းအရာတွေကိုအဓိကဦးစားပေးဆွေးနွေးကြမယ်လို့ယုံကြည်ရပါတယ်။ဆွေးနွေးပွဲမတိုင်ခင်မှာထရန်ကအဲ့ဒီတွေးဆမှုတွေရဲ့ရလဒ်တွေဟာအောင်မြင်မယ်လို့ယုံကြည်ကြောင်းပြောခဲ့ပေမဲ့ဆွေးနွေးပွဲအပြီးမှာတော့ဘာမှချက်မှမပေးခဲ့ပေတောင်ကိုရီးယားကနေပြန်လဲထွက်ခွာသွားတာဖြစ်ပါတယ်